Hello အားလုံးမင်္ဂလာပါ United Shoe ကနေကြိုဆိုပါတယ်နီးပြဖြစ်တဲ့ Ruben Amorim ကတော့ Newcastle နဲ့ပွဲအပီနောက်နေ့မနက်မှာကစားမားတွေနဲ့ပတ်သက်ပြီးတော့တော်တော်ကိုဒေါသတကြီးဖြစ်ခဲ့ပြီးတော့ဗောနော်အသင်းရဲ့ဒါ activity တွေကတခုလို့ပြောလို့ရတဲ့ကလေးလေးတွေနဲ့တွေးဆုံပွဲတွေတောင်မှဖျက်သိမ်းခဲ့တယ်ဗောဖျက်သိမ်းပြီးတော့အသင်းကြီးကစားမားတွေစီနီယာအကြီးပေါ်အစည်းအဝေးကိုချက်ချင်းဆိုသလိုခေါ်ယူခဲ့တယ်ဗောနော်ဒါအပြင်ကစားမားတွေကိုလည်းကျွန်တော်တို့ဒါအဲ့ဒီတွေးဆုံပွဲအဲ့ဒီအစည်းအဝေးမှာပြင်းပြင်း ်တန်တန်ဆိုလိုပဲဝေဖန်တာတွေပြောဆိုတာတွေပြုလုပ်ခဲ့တယ်။ကစားမားတွေကတော့ဘသူမှစကားတခွန်းတောင်ပြောဖို့ပါဇက်မဟနိုင်ခဲ့ကြဘူးဗောနော်။ဆိုတော့ယာဒီမကုံကြီးမှာမင်းတို့ခြေသွန်းကောင်းရင်ကောင်းမကောင်းလို့ရှိရင်အတင်းကထွက်ရမယ်ဆိုတဲ့တည်တယ်မလားဒီလိုမျိုး message တီတောင်မှပြက်ပြက်တတဆိုလိုသတိပေးခဲ့တာတွေကျွန်တော်ရှိတယ်ဗော။ဒါမျိုးတွေကျွန်တော်သိရတယ်။ဒါကတော့ကျွန်တော်တို့ဟိုအရင်ကလည်းဖြစ်ဖူးတယ်ဗောနော်။ဟိုအရင်ကလည်းဆိုတာ ျွန်တော်တို့ဒီ TV တွေကိုသိတယ်မလားเนาะဒါဟို TV ကွဲသွားတယ်တို့ဘာလို့ဆိုတဲ့အခြေအနေတော့မှကျွန်တော်ရှိဘူးတယ်ဆိုတော့ဒီဒီချိန်မှလည်းကျွန်တော်ထက်ပြီးတော့ဖြစ်လာပြန်ပြီပေါ့เนาะအဖန်တိုင်းပြောရင်ဗျာဟိုဘယ်လိုပြောမလဲဟိုဒီထဲမှာပါတဲ့ပေါ့เนาะအမင်းတို့ခြေသွမ်းကောင်းရင်ကောင်းမကောင်းရင်အတင်းကထွက်မယ်ဆိုတဲ့ပုံစံမျိုးဒီကကျွန်တော်တော့တိတ်တော့မထင်ဘူးမထင်ဘူးဆိုတာကအမိုရင်းကအဲ့လိုပြောရင်တောင်မှပေါ့เนาะကျွန်တော်အဲ့လိုမျိုးကြီးဖြစ်သွားလိမ့်မယ်လို့မထင်ဘူးသူတပြင်းတော့ အဲကျွန်တော်တို့က Silent Fauxen လက်ထက်မဟုတ်တော့ဘူးเนาะ Silent Fauxen လက်ထက်တုံးကတော့မင်းတို့ခြိသွင်းကောင်းရင်ကောင်းမကောင်းရင်ငါစာချုပ်ကိုเนาะမြဖြတ်သိမ်းပလိုက်မှာပဲလုတ်ပြောခွင့်ရှိတယ်ဘာလို့ तू ကအကုန်လုံးကို manager လုပ်နေတာကို Amorin ဒီ head coach ပြတယ်လား manager မဟုတ်တော့ဘူးဆိုတော့အသင်းရဲ့ဒီအထက်ပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီအဲ့ဒီစာချုပ်ပိုင်းတွေကစားမားတွေပိုင်းတွေကိုစီမံနေတာကတီးတန့်သူကကျတော့ကွင်းထဲမှာသူကနေသူအာယုံဆက်ပြီးတော့လုပ်နေရတာဆိုတော့မင်းတို့ခြေသွန်းကောင်းရင်ကောင်း မကောင်းရင်ငါတော့မင်းတို့ဟိုဗါလဲနောက်အတင်းပြောင်းအောင်ပဲဘာညာဆိုတာမျိုးတွေကတော့ तू လုံနိုင်တဲ့ပါဝါထဲမှာမရှိဘူးပေါ့နော်တိုးတိုးလည်းပဲဒါအတင်းတောင်းရှိသူတွေနဲ့ तू ကညှိနှိုင်းဆွေးနွေးနိုင်တဲ့အခြေအနေမျိုးတော့ရှိတယ်။ Okay ငါတော့ဒီကစားမကိုမလိုချင်တော့ဘူး။ဒီကစားမကအတင်းအတွက်အကျိုးရှိမယ်လို့မထင်ဘူး။ငါနဲ့လည်းအဆင်မပြေဘူး။အတင်းမှလည်းမကြိုးစားဘူး။ဘာမှမလုပ်ဘူးဆိုရင်တော့ အဲ့လိုမျိုးတော့ရှိတာပေါ့လေ။ဒါကြောင့်အဲ့ဒါကတော့ဒါတကယ်တမ်းပြောရမယ်ဆိုလို့ရင်သူကိုယ်တိုင်ထိရောက်အောင်လုံနိုင်တဲ့အရာမျိုးမဟုတ်ပေမဲ့လည်းလို့သူပါဝါထဲမှာချက်ချင်းတားရကြီးမရှိပေမဲ့လည်းလို့ပေါ့နော်။ဒါတကယ်ကိုတတိပေးတဲ့ message လို့ကျွန်တော်ကယူဆတယ်။ဆိုတော့ဟိုဒေါ်သာထွက်ချင်နေဆိုတော့ထွက်เสียပဲဗျာ။ကျွန်တော်ပြောချင်တာကရှိတာအဲ့ Newcastle နဲ့ပေါ့မှာစဉ်းစားကြည့်ဗျာ။နီးပြားတစ်ယောက်ကဘယ်လိုပြောမလဲ။ဒီပြိုင်ဘက်ကိုဒလ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 ိုစီးမြင်းဒလိုဒလိုမျိုးနီးစနစ်တွေနဲ့အနိုင်ယူဖို့ကြိုးပမ်းနေတဲ့ချိန်မှာ အချီနီလဲကောင်းတဲ့အောင်ဖြစ်နေတဲ့သားနဲ့ပြီးရတဲ့၄ခုမှ၃ခုဟာ၃ခုဟာကိုအမားနဲ့ဓာတ်ရိုက်ကြီးတက်ဆိုင်နေတယ်၄ခုစလုံးဟာကိုအမားနဲ့မกินဘူးဆိုတာမျိုးကိုကျွန်တော်ကြည့်ရင်ဘယ်လောက်ရှင်သားဖို့ကောင်းလဲနော်အဲ့ဒီမတိုင်ခင်အဲ့ဒီရှီကကျွန်တော်တို့ဒါလိုင်ယွန်နဲ့ပွဲကျွန်တော်တို့နှစ်ခုပြီးရတယ်ပြီးရတဲ့နှစ်ခုစလုံးကကိုအမားကနေလာတာဘယ်ဘယ်လိုအသင်းမျိုးကလက်ခံစရာရှိမလဲမန်ချက်စတာစီးတီးမှာအဲ့လိုအခြေအနေမျိုးတွေကျွန်တော်တွေ့ရသလား လီဗာပူးအာဆင်နယ်ချဲလ်စီဘယ်အသင်းမဲကျွန်တော်ကြည့်ကြည့်ဗျာမှားရင်ကျွန်တော်ပြောချင်တာကတော့ကျွန်တော်တို့ဒါ10ပွဲမှာတစ်ခါပဲမှားမှာနော်အပွဲ20မှာ3ငါလောက်ပဲကျွန်တော်မှားမှာအဲ့လိုမှားပြီတစ်ခါတခါမှားပြီဆိုလို့ရှိရင်လည်းဒီချိန်ပဲမှားမှာယူနိုက်တက်မှာကအဲ့လိုမဟုတ်ဘူးပွဲတိုင်းကျွန်တော်မှားတာကစားမတွေမှားမှဘူးဆိုတဲ့ပွဲကိုတွားကြည့်အဲ့ဒါအနိုင်ပဲဒါတကယ်ပြောတာကစားမတွေမှားမှဘူးဆိုတဲ့ပွဲကိုတွားကြည့်နိုင်နိုင်မနိုင်ရင်ကျွန်တော်ဒီပြိုင်ဘက်ကိုကောင်းကောင်းဒုက္ခပေးနိုင်ကြတဲ့ပွဲ ဒါပေမဲ့ United ရှုံးပြီဆိုတဲ့ပွဲစဉ်နှန်းကိုကျွန်တော်တို့ကြည့်ကြည့်သူများအသင်းကတအားကောင်းလို့ဂိုးတွေတအုံးတခွန်းခွန်းသွင်းသွားတာထက်ကိုအသင်းမှားလို့ဂိုးတွေပေးနေရတာဆိုတော့အဲ့မှားပြီဆိုလို့ချင်းလည်းပဲအဲ့ပွဲထဲမှာတစ်ချိန်တစ်ချိန်နေအားမရဘူးသူကနှစ်ချိန်လောက်မှားနေသေးတာသုံးချိန်လောက်မှားသေးတာနော်ဆိုတော့ဟိုဒီပွဲမှာဒီကစားမကမှားပြီပြီဆိုလို့ရှိရင်နောက်ပွဲမှာအဲ့ကောင်မမှားတော့ဘူးအဲဒါပေမဲ့ကျန်တဲ့ကောင်တွေလိုက်မှားတာအဲ့ဒီနောက်ပွဲကျတော့လေနောက်မတူတဲ့ကောင်ကိုလိုက်မှားတာဟုတ်နောက်ပွဲကျအဲ့အဲ့နောက်ထပ်မတူတဲ့ကောင်ကိုထပ်မှားတာလူတိုင်းကကစားသမားတိုင်းကတပွဲတော့ တယောက်ကတော့မှားနေကြတာသိလားနော်အိုးအိုးရှေ့ပွဲဒီမှာတော့ဂူသမားကမှားတယ်နော်အခုနောက်ပိုင်းတွေမှာကြောင်နောက်နဲ့နေရာလည်းမှားတယ်စန်ဒယ်ဇုံကကောင်းလည်းမှားတယ်ဂူသမားကလည်းထပ်မှားသေးတာအခုနောက်ပွဲမှာဘယ်သူမှားအောင်မလဲမသိဘူးရှေ့ပွဲဒီမှာလည်းမှားခဲ့ပြီးသွားပြီဘယ်တော့ဒေါ်သာထွက်ဖို့ကောင်းတယ်နီးပြတယောက်အနေနဲ့သိလားဆိုတော့တယောက်ဘာတော့ကျတို့ပြိုင်ပွဲအသင်းကမှအနိုင်ယူဖို့အတွက်ကိုအသင်းကခဲရင်နေပါတယ်ဆိုတဲ့အခြေအနေမျိုးမှာဟိုတူးချင်းအမားတွေကဒီလိုမျိုးရက်လက်ကြီးကြီးဖြစ်သွားစီတာကတော်တော်ရှက်စရာကောင်းတယ် ကျန်တဲ့ညူကာဆယ်ကိုကျွန်တော်1980ကျော်ခုနှစ်နောက်ပိုင်းမှလာမသိပါဘူးတရာတီတော်တွင်နှစ်ကြိမ်စလုံးရှုံးနေဆိုတာမျိုးကျွန်တော်မရှိဘူးဒါပေမဲ့ဒီကောင်ကြီးလက်ထက်ကျမှကျွန်တော်ရှုံးကုန်ပြီအသင်းဟာတော်တော်ကိုတမန်တစ်ယောက်မှာအဆိုးပါဆုံးကလပ်တင်တစ်ခုပြီးကျွန်တော်မြင်နေရတာအဆင့်73ပါဗျာအဆင့်79ကအသင်းနဲ့၃မှတ်ပဲကျွန်တော်တို့ကွာတယ်ဘလောက်တောင်ကျွန်တော်ရှက်စရာကောင်းတဲ့အခြေအနေမျိုးလဲဘလောက်တောင်မှလက်တင်ခံစရာအခြေအနေမဟုတ်တဲ့နေသားမျိုးလဲရှေ့ဆက်ပြီးတော့ကျွန်တော်ကပွဲချက်တွေကကျွန်တော်လာအောင်မှာเนาะဒီပုံဒီဒီပုံစံမျိုးနဲ့ဘလို့လို့ကျွန်တော်သွားပြီးတော့ရလက်ကောင်းနေသူတို့စီကမျောလင်းလို့ရမှာလဲ အခုဆိုအာကိုရိတ်စာမဇီဂီကထန်ရသွားပြီနော်ကျွန်တော်တိုက်စင်မှာအာကိုတရားမရှိတော့ဘူးအရေးတဲမှာဂူသမားကလည်းဘသူတုံတုံမှားနေတာဆိုတော့ကျွန်တော်ဘလူကန်ရမလဲဘလူဂူသမားကိုတွားပြီးတော့ကျွန်တော်အာကိုကြမယ်ဆိုတော့ကစားသမားတွေဟာကျွန်တော်ပြ professional ကစားသမားတွေပဲ pro level မှာကျွန်တော်တော့တခြားအသင်းတွေမှာကလည်းအများကြီးဖြစ်တန်းလာတဲ့ကစားသမားတွေအသင်းရောက်မှဒီလူကြီးတွေမှားနေတာတွေကဘလူးမှအဆင်မပြေဘူးဒါတွေဟာကစားသမားတွေရဲ့အမှားတွေကြောင့်ကြုံနေရတဲ့ရလက်ဆူးတွေကစားသမားတွေအနေနဲ့ဒီတက်ပူကောင်းနေတယ် နော်တာဝန်ယူစိတ်အပြည့်နဲ့သူတို့ကစားတင်နေဒီတက်ပို့ပြီးတော့တတိထားကစားတင်နေဆိုတော့နီးပြားကစိတ်တူမယ်ဆိုတော့တူစရာပဲ MO ရင်းအနေနဲ့ဟူဟာခွဲတရားခွဲလျှောက်လုံမနေတော့လက်ဟက်သက်ပစ္စည်းတွေကုန်တာပဲရှိတာဒီကောင်လေးကပြင်မမမဟုတ်တာကစားသမားတွေပြောင်းမှပဲကျွန်တော်ရမှာဒီကောင်လေးကပြင်မမမဟုတ်တာနော် TV ရိုက်ခွဲ TV ခွဲတာပဲအဖက်တင်ပါလေနောက်တစ်လုံးထက်ဝယ်ငွေကုန်တာပဲအဖက်တင်ပါပဲနော်ဒီကောင်လေးကပြင်မမမဟုတ်တာဒါပထမဆုံးအချိန်မှမဟုတ်တာဗျ MO ရင်းလက်အောက် MO ရင်းဓာမျိုးဖြစ်တာ ဆိုတော့ဒါကြောင့်နီးပြားရဲ့နီးစနစ်ကအားနည်းလွန်းလို့ဆိုလို့ရှိရင် နီးပြားကိုဝေဖန်လို့ရတဲ့ပြဿနာမရှိဘူး။ဒါပေမဲ့ကစားသမားတွေကတူးချင်းအမားတွေနဲ့ရလက်တီစိုးနေတာတွေကကျွန်တော်တို့ကြည့်ရင်တော်တော်ကြီးကိုလက်သင့်ခံစရာအခြေအနေမျိုးမဟုတ်တာ။အသင်းတာဝန်ရှိသူတွေအနေနဲ့ဒါတွေကို identify လုပ်ပြီးတော့လာမယ့်ယာစီ၊နွေယာစီပြောင်းရွှေ့မှာလက်လို့သင့်တဲ့ကစားမားတွေကိုကျွန်တော်ပြက်ပြက်တက်တာလက်လို့သင့်ပြီ။နောက်ဆိုတော့ MOD ကတော့ Newcastle နဲ့ပွဲပြီးနောက်နေ့မနက်မှာကစားမားတွေကိုကျွန်တော်တို့ကအစည်းအဝေးခေါ်ခဲ့ပြီးတော့အမှန်ကန်ကိုကြိမ်းမောင်းထားတယ်။ ဒီကောင်ဒီလိုင်ယွန်နဲ့ပွဲစီမှာဘာတွေထက်လုတ်ပြနိုင်ဦးမလဲကျွန်တော်ကြည့်ရမှာပဲထက်မှားလို့ကထက်မှားဖို့ကတော့ရာခိုင်နှုန်းက80လောက်ရှိတယ်နော်ဆိုတော့ညီကတို့နေနေရောလက်ရှိဘယ်ကစားမားတွေကအတင်းရဲ့အဓိကပြဿနာဖြစ်နေတယ်လို့ကျွန်တော်ထင်ကြတယ်လိုင်ယွန်နဲ့ဒုတိယအကြုံမှာကောဒီကောင်ဒီပြင်နိုင်စင်နိုင်မလို့ကျွန်တော်ထင်ကြလားဆွေးနွေးကြပါအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်